โอเคအာကျွန်တော်ညီမတို့ဒီရဲ့ပုတုဇဉ်လူသားများဖြစ်ကြသည့်အတွက်နေ့စဉ်နေထိုင်မှုဘဝတွင်စိတ်အဆင်မပြေမှုများစွာကြုံကြရပါတယ်ဆရာတဲ့ဒီလိုအဆင်မပြေမှုများနဲ့ကြုံရတဲ့အခါတိုင်းအများစုက စိတ်ဓာတ်ကျပြီးလမ်းမရောက်သွားကြပါတယ်တဲ့လမ်းမှန်ရောက်အောင်မိမိတို့စိတ်ကိုမြည်တို့ပြုပြင်ဆင်ခြင်တင့်ပါတယ်ဆရာနီးလမ်းများညွှန်ကြားပေးပါလို့မိထားပါရှင် လောကရဲ့ဒုက္ခတွေအကုန်လုံးအတွက်ကျဆွာဖျားမှာစေးပေးထားတာရှိပါတယ်ဒီစေးကိုကျွန်တော်တို့ကတတိလို့ခေါ်ပါတယ်ကျွန်တော်တို့ကတတိကနိုင်မယ်ဆိုလို့ရှိရင်အမှန်တန်ကောင်းပါတယ်တတိကမယ်ဆိုလို့ရှိရင်ဘာထူချလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာမကျေနပ်တဲ့စိတ်ညစ်တဲ့စိတ်ဆိုးတဲ့ အာစူရင်တဲ့လိုချင်တဲ့သာသာဖြင့်စိတ်အဖြစ်အပျက်တွေကိုကျွန်တော်တို့ကအစာခံနေတွေ့နိုင်ပါတယ်နော်အဲ့တော့သူတို့ကဖြစ်ပေါ်ပေါ်မဲ့အခါမှာကျွန်တော်တို့ကတတိထားလို့သိနေတဲ့ဆိုတော့ကျွန်တော်တို့ကအဲ့ဒီဖြစ်ပေါ်တဲ့ဖြစ်ပေါ်နေတဲ့အမ်ဆိုပါစို့အကုသိုလ်စိတ်တွေကိုကျွန်တော်တို့ကအစင်ပြေတယ်လို့ အုပ်ချုပ်လို့ရပါတယ်ဘယ်လိုလဲရပါတယ်ဒါလို့ဆိုစပါးစုံစိတ်ဆိုးမှုလာတော့မယ်လာတော့မယ်မလာသေးဘူးမပြင်းထန်သေးဘူးဒါပေမဲ့တတိကထာလို့အဲ့ဒီစိတ်ဆိုးမှုကိုကျွန်တော်တို့ကတခါတယ်ဖယ်နိုင်ပါတယ်ဆင်းစိတ်မဆိုးတော့ဘောဒါမှမဟုတ်စိတ်ညစ်တယ်စိုးရိမ်တယ်ဒါမှမဟုတ်စိတ်ဆင်းရဲတယ်ဆိုပြီးတော့အဲ့ဒီဟာလာတော့မယ်လာတော့မယ်လာတော့မယ်အခါမှာ ်တကလိုက်ပြီးတော့အာဒါငါကကိုကိုကိုဒုက္ခပေးတာပဲဆိုပြီးတော့အဲ့ဒီဟာသဘောပေါက်လိုက်ပြီးတော့အဲ့ဒီဟာတစ်ခါတည်းဖယ်လိုက်မယ်တတိမကဘူးဆိုလို့ရှိရင်အဲ့လိုလုပ်လို့မရအောင်တတိကမှန်ရမယ်အဲ့တော့အစာကနေလည်းမရပါဘူးတတိများများကလိုက်ပြီးတော့အများကြီးလဲကျင့်ကြံအားထုတ်လိုက်ပြီးတော့ပဲကျွန်တော်တို့ကဒီအကုသိုလ်စိတ်တွေကဖြစ်ပေါ်တော်မဲ့အခါမှာ ကျွန်တော်တို့ကသင်နိုင်မှာပါเนาะကျွန်တော်ကလည်းတတိဘယ်လောက်ချင်းချင်းတစ်ခါတလေမမိဘူးပေါ့เนาะတစ်ခါတလေအခုတော့စိတ်ကပေါ်လာပြီးတော့တော်ပြင်းထန်လာပြီးဆိုတော့အဲ့ဒီမှာပဲတတိထားမိတယ်ဆိုတော့မလွဲပါဘူးအများကြီးချင်းချင်းရမယ်ဒီဘဝမှာဆိုလို့ရှိရင်ပိုခက်ခဲတယ်ပေါ့เนาะပိုခက်ခဲတယ်ဒီဘဝမှာဆိုတော့စိတ်ဆိုးဖို့စိတ်ညစ်ဖို့စိတ်ဆင်းရဲဖို့အကြောင်းတွေပုံများတာပေါ့เนาะ ယဟန်ဘောဆိုလို့ရှိရင်အဲအဲ့ဒီမှာလည်းအများကြီးရှိပါတယ်နော်ယဟန်တွေကပုပ်ပြီးချမ်းသာတယ်ဆိုပြီးအလုံးမထက်နဲ့ကျွန်တော်ကယဟန်အနေနဲ့အဆဲနှစ်ဝါအကျဉ်းကျန်ခဲ့ပါတယ်အဲ့တော့ယဟန်အနေနဲ့လည်းအမတန်အများကြီးဒုက္ခရောက်ခဲ့ပါတယ်အာစေဒုက္ခရောယုတ်ဒုက္ခရောအများအများကြီးတွေ့ခဲ့ရပါတယ်လူတွေနဲ့ပတ်သက်တဲ့ဒုက္ခရောကိုယ့်ရဲ့လောအတာတွေနဲ့ပတ်သက်တဲ့ဒုက္ခရောနေဖို့နေရာရော အာစာဖို့ဟာရောလူတွေနဲ့ဆက်ဆံရေးရောအများကြီးအများကြီးပဲเนาะယဟန်ဘဝမှာလည်းဒုက္ခအများကြီးရှိပါတယ်လူဘဝမှာလည်းအများကြီးရှိပါတယ်เนาะဒီကျွန်တော်ကတော့ထင်တယ်မကွာပါဘူးเนาะတကယ်တော့ဒုက္ခမှာလို့သွားချင်နေစင်တလန်တဲ့ပဲရှိပါတယ်ဘယ်ဟာလဲပရိနိဗ္ဗာန်ဆံဘောဆံဆံဆံတာဘောเนาะပရိနိဗ္ဗာန်မဆံဘူးဆိုလို့ရှင်ဒုက္ခတွေမှာ ပြနေပန်စံတဲ့အထေဒုက္ခတွေမှာတကယ်တော့မြတ်စွာဘုရားလည်းဒုက္ခတွေခရတယ်ပေါ့မြတ်စွာဘုရားကလည်းအာခဏကိုယ့်ရဲ့ဒုက္ခအမြင်တွေ့ရတွေ့ခရသေးတယ်အာမြတ်စွာဘုရားမှာရောယဟန္တာတွေမှာရောအမ်အဲ့ဒီမှာအတာချစ်ကတော့စိတ်နဲ့ပတ်သက်တဲ့ဒုက္ခတော့မတွေ့ရပါဘူးစပါဆိုစိတ်ညစ်တာစိတ်ဆင်းရဲအစစ်စိတ်ဆင်းရဲတာတော့ပါတော့မတွေ့ရပါဘူးဒါပေမဲ့တခြားဒုက္ခတွေ တွေ့ရပါတယ်ယုတ်နဲ့ပတ်သက်တဲ့ဒုက္ခတွေတွေ့ရပါတယ်စူပါဆုံးနေမကောင်းတဲ့အခါမှာတွေ့ရပါတယ်နော်အဲတော့ယဟန္တာအနာဂံဖြစ်တဲ့အထိကျွန်တော်တို့ကယုတ်ရောစိတ်ရောအာဒုက္ခတွေမှာအဲတော့အဲ့ဒီဒုက္ခတွေတွေ့နေတဲ့အခါမှာစိတ်ကြီးမှုလက်တွေမှာနော်စိတ်ဆင်းရဲမှုရောစိတ်ဆိုးမှုရောအမျိုးစုံတွေ့မှာပေါ့ အဲ့တော့အဲ့ဒီဟာတွေ့တဲ့အခါမှာတတိကမဆိုလို့ရှိရင်ကိုပြီးငြိမ်းချမ်းစွာအဲ့ဒီပြဿနာကိုလည်းဖြေရှင်းနိုင်မှာပါပြီးတော့အကုသိုလ်စိတ်တွေကအရင်ပြင်းထန်တဲ့အဆင့်ထိမပွားနိုင်ပါဘူး။ဒါကြောင့်တတိကဒီနေရာမှာတစ်ခုတည်းပဲတစ်ခုတည်းပဲအာဖြေရှင်းချက်ဖြစ်ပါတယ်ဖြေရှင်းချက်အနေနဲ့လည်းပြည့်စုံပါတယ်เนาะတခြားဖြေရှင်းချက်တောင်တခြားအမ်စီ တောင်သိမလို့အပါဘူးနော်ဒါပေမဲ့တတိထားဖို့ခက်ခဲတယ်နော်တတိထားဖို့ခက်ခဲတယ်တတိရှိဖို့ခက်ခဲတယ်တတိထိန်ဖို့ခက်ခဲတယ်အဲ့ဒီမှာထအပိုးလိုအပ်တာတွေအများကြီးရှိပါတယ်နော်စူပါဆော့ဓမ္မမိတ်ဆွေဆိုတာလို့နော်ဓမ္မမိတ်ဆွေကအမှန်တရားအရေးကြီးတယ်ဓမ္မမိတ်ဆွေမရှိဘူးဆိုလို့ရှိရင်တော်ခက်ခဲမယ် နော်တော်တော်ခက်ခဲမယ်ဓမ္မမိတ်ဆွေတယောက်ရှိရမယ်တမုတပါရှိရမယ်နော်အဲ့ဒီဓမ္မမိတ်ဆွေကိုကိုယ့်ရဲ့အာကျူးလွန်မှုတွေမပြည့်စုံမှုတွေအာကိုကိုကိုဘယ်လိုပြောလဲနောင်တာတာတွေအာပြောတတ်တဲ့စွန့်ရှိရမယ်နော်ဒါဆိုသူစီလာပြီးတော့အော်ငါဒီနေရာမှာမှားခဲ့လိုက်တာပဲအော်ဒီဟာလောက်ခဲ့တာမအောင်မြင်ပါဘူး အဲ့တော့မိတ်ဆွေကအားပေးမှာပေါ့။ဩ။နောက်တစ်ခါဆင်ပူပိတတိထားကြစို့ဆိုပြီးတော့နောက်တစ်ခါဆိုလို့ရှင်ဘယ်လိုလုပ်မလဲ။ဆိုတဲ့ဖြင့်အားပေးရတယ်ပေါ့။နော်။အဲ့တော့အဲ့လိုဓမ္မမိတ်ဆွေရှိတဲ့ဆိုလို့ရှင်အမြဲတမ်းအရေးကြီးပါတယ်။တကယ်တော့မြတ်စွာဘုရားကဓမ္မမိတ်ဆွေနဲ့ပတ်သက်ပြီးပါတယ်မိန့်ထားလေ။ဓမ္မမိတ်ဆွေကကိုယ့်ရဲ့နိဗ္ဗာန်လမ်းမှာတရားရာခိုင်နော်။ ဖြစ်ပါတယ်တရားရဟန်းတို့အကြောင်းဖြစ်ပါတယ်အဲ့လို့ဆိုရင်ဓမ္မမိတ်ဆွေကိုမထားဘူးဆိုရင်ဓမ္မမိတ်ဆွေမရှိဘူးဆိုလို့ရှိရင်တိုးတက်မှုဘယ်လောက်ရှိမလဲတရားမှတရားလျှော်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လောက်ကြမလဲပေါ့သုံးညာပဲကြံတော့တယ်ဒါကြောင့်ဓမ္မမိတ်ဆွေဟာအမ္မတန်အရေးကြီးပါတယ်နော်အဲ့လူဘဝမှာဆိုလို့ရှိရင်ကျွန်တော်ကတော့ယုံကြည်တယ် ဓမ္မမိတ်ဆွေအနေနဲ့လူတယောက်ကိုထားမယ်ဆိုရင်အကောင်းဆုံးပဲယဟန်ဘဝမှာဆိုရင်တော့ယဟန်တပါးကိုဓမ္မမိတ်ဆွေအနေနဲ့ထားမယ်ဆိုရင်တော့အကောင်းဆုံးပါပဲနော်အဲ့တော့ယဟန်တွေကယဟန်ဘဝကိုအကြာကြီးထားခြင်းလို့ဆိုရင်အဲ့လိုမိတ်ဆွေအချင်းချင်းနေရအဲ့လိုမိတ်ဆွေအနေနဲ့နေရမယ်အတူတူနေရမယ်တပါးတဲ့ဒီဘက်သွားမယ်ဟိုဘက်သွားမယ်ဆိုရင်တော့စမပြေဘူးပေါ့ဒီလိုလဲ လူအနေနဲ့ဆိုရင်တော့ဒါဆိုယဟန်မဟုတ်တဲ့လူအနေနဲ့ဆိုရင်တော့အမ်ဓမ္မမိတ်ဆွေရှိရမယ်နော်ကိုယ့်ရဲ့ဓမ္မမိတ်ဆွေဟာခင်မုံဖြစ်မလားဇနီးဖြစ်မလားဒါမဟုတ်အဲကျောင်းမှာအမ်မိတ်ဆွေတယောက်ဖြစ်မလားဒါမဟုတ်ဖုန်ကြီးကျောင်းတပတ်ခါသွားတဲ့အခါမှာတွေ့ရတဲ့မိတ်ဆွေတယောက်ရှိပါသလားဆိုတာဖြင့်ကောင်းတယ်ပေါ့ဒါပေမဲ့ဓမ္မမိတ်ဆွေတယောက်ရှိရမယ် ဓမ္မမိတ်ဆွေကိုလည်းကိုယ့်ရဲ့အားနဲ့ချစ်တွေလောအပ်ချစ်တွေစိုးရိမ်မှုတွေပျော်တတ်တဲ့စွန့်ရှိရမယ်။အဲဒီဓမ္မမိတ်ဆွေကလည်းသီလ၅ပါးစောက်တည်ရမယ်နော်။တကယ်တော့ဓမ္မမိတ်ဆွေကသီလ၅ပါးစောက်တည်ရင်တော်ပါပြီ။တခြားဘာမှမလုပ်ဘူးမသိဘူးဆိုလို့ရှိရင်ကိစ္စမဖြစ်ပါဘူး။အဲတော့ကိုယ့်ဘက်ကလည်းဓမ္မမိတ်ဆွေကိုအားပေးရမယ်။ဓမ္မမိတ်ဆွေကလည်းကိုယ့်ကိုယ်ကိုအားပေးရမယ်။အဲလိုဆိုရင်တော့တော်တော်အဆင်ပြေသွားမယ်။ သူမှဒီလငါးပါးမစောက်တည်ဘူးဆိုလို့ရှိရင်အာ one is ဆိုတော့ဓမ္မမိတ်ဆွေဘယ်လိုမှမဖြစ်ပါဘူးเนาะဇေတိဖြစ်စင်မဇေတိဖြစ်စင်မဆိုင်ဘူးဓမ္မမိတ်ဆွေကအနည်းဆုံးဒီလငါးပါးစောက်တည်ရတာပဲအဲ့တော့ဓမ္မမိတ်ဆွေမှာဒီလငါးပါးစောက်တည်တယ်ဆိုလို့ရှိရင်အဲ့ဒီမှာသူဖြစ်ချင်းပွားလို့ရတယ်ပေါ့လေဒါဆိုအဲ့ဒီမှာဒါနာတို့အာဘာဝနာတို့ဤစီပွားလို့ရပါတယ်ဒါတော့မခက်ခဲတော့ဒီလရှိပါတို့ ဆိုတာဖြင့်တရားစခန်းဝယ်မယ်ဆိုတာတော့အဲ့ဒီဟာဝါလို့ရပါတယ်လုံးလို့ရပါတယ်ဆိုဓမ္မမိတ်ဆွေကိုထားမယ်တတိကမယ်အဲ့လိုဆိုရင်တော့ဘယ်လိုပြောထားလဲနေစဉ်လူနေတိုင်းမောပေါ်ပါတွင်စိတ်အစင်မပြေမှုများစွာကြုံကြနိုင်ပါ ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာ